အားလုံးပဲမင်္ဂလာပါခင်ဗျာတဲမော်နင်းရှိုးနျူးစ်ကပြန်လဲကြိုဆိုလိုက်ပါတယ်အခုတင်ပြပေးမှာကတော့ဒီဘောမျိုးကိုတိမ့်ပိုက်မှုနဲ့ NCA 10နှစ်ပြည့်အခမ်းအနားအခြေအနေအမေရိကန်နဲ့ရုရှားသမ္မတနှစ်ဦးတွေ့ဆုံကြမဲ့အခြေအနေနဲ့ Israel Palestine ညင်းချမ်းရေးအာရှမှာတိုက်ပွဲအတွေ့အကြုံရှိဆုံးနဲ့အတော်ဆုံးဖြစ်လာတဲ့မြန်မာလီတက်ကပိုင်းလို့တွေအမတ်လောင်းတွေကိုစီးစစ်တော့မဲ့ရွေးကော်စတဲ့အချက်တွေနဲ့ပတ်သက်လို့အော်စီကကိုစီဝါရဲ့တုံးသက်ပြောကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ good morning မင်္ဂလာပါခင်ဗျာတအားလုံးသိပြီကြတဲ့အတိုင်းမင်းကဒီဘောကိုတက်ကပြသိမ့်လိုက်ပါပြီเนาะအားရကျွန်တော်ဟိုစာစလေးရနေရလွှင့်နေ live အတိုင်းပါပဲဒါမှမဟုတ်တကယ်လူချင်းရင်အမ်မီရီမျိုးကိုမဆိုသုံးလေးရအတွင်ပြန်ပြီးသိမ့်လို့ရပါတယ်အဲ့ဒါမှာတက်စခန်းကြီးရှိနေမှာဗျာเนาะတက်ရှိတဲ့နေရာမှာဆိုရင်ပေါ့เนาะသုံးလေးရအတွင်ပြန်သိမ့်လို့ရတဲ့အနေထားမှာရှိနေပါတယ်ဆိုပြီးတောက်လျှောက်အောင်မြင်မှုတွေရတော့ပါပါเนาะတောက်လျှောက်အောင်မြင်မှုတွေရတော့ပါပါ ှေ့ဆက်ပြီးသွားဖို့ဟာတော့အစီအေးတက်တက်ပဲသွားမယ်မထင်ဘူးကျွန်တော်စိတ်ထင်တော့အာအဓိကအာမူဆယ်လာရှိုးမူဆယ်လန်ဟိုစားပွင့်မွေအတွက်ကအဓိကကြားတဲ့အတွက်ကြောင့်အာမိုးကုတ်တို့မိုးမိတ်တို့အဲ့ဒီဘက်နော်ဒီဘက်ကိုဆက်ပြီးတော့တိုက်မလားဒါမှမဟုတ်ဟိုတိန်းဒီဘက်ကိုပဲသွားမလားဒါတော့ဘယ်လိုဖြစ်မလဲတော့ကျွန်တော်လည်းမသိဘူးသို့တော်လည်း TNL ရဲ့နောက်ကိုလိုက်ပြီးတော့တိုက်မယ်လို့ယူဆရပါတယ်နော် TNL ကိုလိုက်ပြီးတော့ ဆိုတော့ဒီနယ်အနေနဲ့တွေ့ဖို့ရှိသေးတယ်လို့ကြားရခင်ဗျာเนาะဆိုတော့ဘယ်ဘယ်စပီတားနေတော့ကိုလည်းမသိဘူးเนาะတီဘောကလည်းလမ်းဆုံးလမ်းကွာလို့ဖြစ်နေရောအဟောဥစားနောက်ဆန်လို့ဘာလို့ထိတက်သွားလို့လဲရတယ်เนาะဆိုဆိုတော့ဘာပြုတ်လည်းမသိသေးဘူးအဲတော့နည်းနည်းတိတ်တိတ်ချာလေးလာပြီးမှပဲပြန်ပြောမှဖြစ်မယ်เนาะကျွန်တော်ကျွန်တော်အမြင်တော့ဥစားမိုးကမိုးမိတ်อืม အဲ့ဒီဘက်ကသွားမလားဆိုရင်တော့အဲ့ဘက်သွားရင်တော့တကယ်တမ်းကျတော့ strategically အဲ့ဒီမိုးကုတ်တို့ဘာလို့လဲဒီလောက်ကြီးအရေးမကြီးဘူးဖြစ်နေတယ်။အဲ့တော့အကုန်တိုက်ပြီးတော့ပွဲသိမ်းလို့ရှိရင်အဲ့မှာကွက်ပြီးတော့ဝိုင်းထားပြီးတဲ့သဘောနဲ့ကြံရဲပါလိမ့်။ဆိုတော့ DNA လေးပိတ်မိနေတဲ့သဘောမှရှိနေတယ်တကယ်တမ်းကျတော့နော်။နောက်တစ်ခုကြားရတာကတက်နဲ့ DNA လေးနဲ့ညီနိုင်ဆွေးနွေးဖို့အတွက်အဲတိစားရှိတယ်ဆိုကြားရတယ်နောက်လာတယ်မှာနော်။အဲ့ဒီအတွက်ကြောင့်နောက်လာတယ်မှာလာဒီလာကုန်မလောက်မှလာမသိတိကျတော့မသိဘူး။အဲ့ဒီအတွက်ကြောင့်စီရေးရ အာနိုင်ယူထားတဲ့သဘောမှလည်းရှိပါတယ်เนาะဆိုတော့တမင်ဆယ်လမ်းကြားတလမ်းဆိုတော့တကယ်ကိုတကယ်ကိုဥစားပါလက်ရှိမှာမြေပြင်မှာဖြစ်နေပါပြီเนาะဆိုတော့စစ်တပ်ကိုပြောမှဥစားအထင်မသေးပါနဲ့เนาะစီကိုင်းအရာเนาะလက်ရှိမှုအရာအမ်မှာများသောအားဖြင့်အများကြီးအများကြီးသာပါတယ်เนาะအများကြီးသာပါတယ်တပုံလက်စားလို့ရှင်เนาะ စစ်တပ်ကိုစစ်သွားတိုက်တဲ့လူတွေကမိုက်မဲလုံးလုံးအားကြီးလို့ပါနော်စစ်တပ်ကိုစစ်သွားတိုက်တယ်ဆိုတာနော်မာတမရောစစ်သားအစင်လာရှိပါတယ်နော်ဒီလူလက်ဤသမိုင်းချောက်ပြန်ကြည့်လို့ရှိရင်လည်းအစင်လာရှိတဲ့တမရောပါနော်ဒီဒီဥစားချီကရိုဘာတို့ဘာတို့လူမျိုးသွားပြီးတော့တိုက်တယ်ဟိုအာနာရှင်ရဲ့လက်အောက်ကကပိုက်ဆောင်တမမဟုတ်ပါဘူးနော်ကပိုက်ဆောင်တမမဟုတ်ပါဘူးဟာတမရောဆိုတာနော် ော်အာတစ်စတာတွေဂျင်းလို့ပါအောင်လို့ကျူဝါမှာဖြစ်တယ်လို့မျိုးနော်လွယ်လွယ်နဲ့လွယ်လွယ်နဲ့ဗျာဒေါ်လာရေးလုတ်ပြီးတော့တိုက်ခိုက်ပြီးတော့ယူပြီးတော့ဟိုတိုင်းပြည်ကိုရအောင်ယူလို့မဖြစ်နိုင်တဲ့အနေအထားတစ်ခုရှိပါတယ်တမလို့ရှိနေသေးတယ်နော်ဆိုတော့အဲ့ပါပဲနိုင်ငံရေးရဖြည့်ရှင်းကြပါနော်စစ်တပ်ကိုစစ်တိုက်လို့ရှိရင်မီဒီအဖွဲ့မျိုးဆိုရှုံးမှာပါနော်ဝါရောင်မှာလမ်းပြနေပြီဝါရောင်မှာဒီရွေးကောက်ပွဲကိုထောက်ခံနေပါညာလုပ်နေပြီစာရန်နေပါထုတ်နေပြီ ဆိုသူတို့ရှိမှရှိအကြီးဆုံးပေါ့ဗျာသူတို့ဆရာကြီးပေါ့သူတို့ဟာ FNC FN ပါလဲ CC ရပါသူရှိပါတယ်သူတို့ဟာအဲ့ဒီအဖွဲ့မှာတော့ဝါဥက္ကဋ္ဌသူကနိုင်ရကလာမသိဘူးအဲ့ဒါမျိုးသူကသူကဦးစီးဦးဆောင်ပြီးတော့ဖွဲ့စည်းထားတာအဲသူအားတော်မှာနော်ဒီ election ကိုဒီရွေးကောက်ပွဲကိုထောက်ခံပါတယ်ဆိုပြီးစာထုတ်ထားပြီးပြီဆိုတော့ဇန်နဝါရီစဉ်းစားကြည့်ပေါ့ဗျာနော်ခင်ဗျားတို့ဘာဖြစ်မလဲဆိုတာနော် ုတော့တက်ကပထမပိုင်းရှုံးနေတယ်ဆိုတာကိုအတိနဲ့ကိုမြားရက်သွားရမလားဆိုပြီးစောင့်နေတာပါအဟာထားပြီးတာပါနော်အတကယ်ကိုတက်ညာပြီးတော့လုံနေတာပါအခု yes ဆက်လုံလို့ရပါတယ်အခုနော်မလုံပါဘူး yes ဆက်အများကြီးလုံလို့ရတယ်နော်တစ်ဖက်က DNA တွေတို့ပါဘူးကပြန်ပြောတာတော့ဟောဟိုလေချောင်းစစ်ကူလည်းပါတယ် drone စစ်ကူလည်းပါတယ်ဒါတွေကတော့ပါမှာပဲလीထိုးစစ်တစ်ခုမှာတော့အောက်ကခြေလျင်တွေကိုလကားကြီးဘာကာဗာမှဘာအဲကာဗာမှမပါပဲနဲ့တော့ ဘယ်ဘယ်ဘယ်စစ်တပ်ကမှလွှတ်မှာမဟုတ်နော်ပထမပိုင်းတော့ကတက်ညာတဲ့အနေနဲ့ဒါတွေကိုမလုပ်ဘဲနဲ့အဲတက်ကတောက်လျှောက်ပြီးခဲ့တဲ့2023နောက်ပိုင်းမှာ2024အစပိုင်းမှာအလျှော့ပေးနေတာပဲနော်အဲ့ဒါဟိုမှဟိုနိုင်ငံရေးလမ်းကြောင်းကိုမတက်ချင်ကြတဲ့အတွက်ကြောင့်နော်ဒီနေ့တိုင်းမျိုးစားပြီးဆက်ပြီးတော့တိုက်ခိုက်ခြင်းတဲ့အတွက်ကြောင့်ဒါမျိုးတွေဖြစ်လာတာလीဟုတ်တယ်မလားဆိုတော့ဟိုစစ်တပ်ကိုစစ်တိုက်ဖို့ စိတ်ကူးရှိတဲ့သူတွေမှန်သမျှတော့ဖြင့်ဒါဟိုဥစားပေါ့သူရဲ့အတွေးခေါ်ယူဆတွေကမရင်ကျက်သေးလို့လို့လို့ဆိုတော့ဟို something's not right what logically မအောင်မနေတာပေါ့နော် fundamentally သူတို့ရဲ့ way of thinking ကမအောင်မနေတဲ့အတွက်ကြောင့်ဒါမျိုးတွေဖြစ်တာပါနော်ဒါကောင်းသွားမှာပါဖြည်းဖြည်းချင်းကောင်းနေပါပြီ။ကောင်းတဲ့ပုံစံတွေပဲစတိုက်ချရတော့မှာပါเนาะ။ဆိုတော့ကိုကတော့အားရပါတယ်၊ခြေတတ်ပါတယ်၊ခုလက်ရှိဖြစ်နေတာเนาะ။နောက်ပြီးတော့နေပြည်တော်မှာလုတ်သွားတဲ့ဟိုစာအာ ဟိုစားဆယ်စုဟိုစားဆယ်နှစ်ပြည့်ပေါ့နော်ဆယ်နှစ်ပြည့်ဟိုစား NCA လက်မှတ်ရေးရေးထိုးပွဲအခမ်းအနားလည်းအားရခြင်းနဲ့ဖူခေါင်းပါတယ်နော်လူထူတော်များများတက်တယ်လို့လူထူတော်များတက်တာတော့တွေ့ရတယ်ဗျာနော်အဲဟိုစားကလို့ဟိုစားမင်းစင်းရတော့မဟုတ်ဘူးဗျာเนาะဟိုမြင်နေကြတဲ့လူတွေပဲတက်တာတွေတော့တွေ့ရတယ်ဒါပေမဲ့အဓိကဘုယုံမှုကြီးမင်းအောင်လိုင်းပြောသွားတဲ့စကားကတော့အဲ့မှာ peace and stability ကိုအဓိကထားပြီးတော့เนาะအဲ့ဒါ trend ဖြစ်နေတယ် ် peace and stability ကိုအဓိကထားပြီးတော့ပြောသွားတာကိုပြရတယ်ခင်ဗျာနော်ဆိုတော့ democracy တွေဘာတွေခဏပေးချိ human right တွေဘာတွေခဏပေးချိနော်အဲ့ဒါကြီးအရေးမကြီးလို့မဟုတ်ဘူးဒါပေမဲ့ကြီးပါတယ်နော် peace and stability မရှိတဲ့အခါကျလို့ရှိရင်နော်လုံခြုံမှုနဲ့တည်ငြိမ်မှုမရှိရင်ဘာဆိုဘာမှမရှင်းသာနိုင်ဘူးအမှန်တမ်းကျတော့နော်အဲ့ဒီအတွက်ကြောင့်ဖြစ်နိုင်လို့ရှိရင်နော်ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုတက်ကြပါလို့ เนาะไตตัวไม่ได้ลงมาတော့မဟုတ်ပါဘူးသူတို့နောက်ဆုံးที่သူတို့ไตมาပါတကယ်ညတော့သူတို့ကြည်ရတာနောက်ဆုံးที่လုတ်ပြီးတော့ဟိုစာအားလုံးအပြည့်ပြုတ်ခံနေလောက်ကြမှာเนาะဘတော်လေးကိုအားချင်းနေတော့တော့မှာဒီ CEO လာ join လုပ်ကြမယ်တော့မှာရှိပါတယ်ဆိုတော့တက်ကတော့သူလုတ်เสียရှိတာသူလုတ်มาပါเนาะဆိုတော့ဒါကမြန်မာပြည်အတွက်တစ်ဖြစ်လေးပါเนาะဗမာပြည်တက်ကတိတ်ပြီးတော့စိတ်ပူစရာတိတ်မရှိတော့ပါဘူးနောက်တစ်ခု good news ကပါလဲဆိုတော့ ဟိုစား Russian President Putin နဲ့ Donald Trump နဲ့နောက်နောက်တစ်ချိန်ထပ်ပြီးတော့အဲတွေ့ဖို့ရှိတယ်။အဲ့ဒါက16 16ရက်နေ့ပေါ့နော်။မနေ့ကတနေ့ကတနေ့ကအာ Donald Trump နဲ့ Putin နဲ့ telephone conversation ပေါ့။ telephone ပေါ်မှာနှစ်နာရီနီးနီးလောက်စကားပြောတယ်လို့သိရတယ်နော်။သိရတဲ့အခါကျတော့သူကဘာဖြစ်မလဲဆိုတော့သူ summit တစ်ခုနှစ်ယောက်ဟိုစားအပြစ်မှလူချင်းတွေ့ဖို့ဟိုစား စီစဉ်နေတာရှိတယ်။အဲ့ဒါဗမာတွေ့မယ်ဆိုတော့ Budapest မှာတွေ့လိမ့်မယ်။ Hungary မှာเนาะသူတို့ကလုံနည်းလုံထုံးကဘယ်လိုရှိလဲဆိုတော့အဲ့လို top leader နှစ်ယောက်မတွေ့ခင်မှာအောက်က diplomats ပေါ့เนาะ top diplomats နှစ်ယောက်ကရင်တွေ့ရတယ်။ဆိုတော့နောက်အပတ်သေးလောက်မှာเนาะ Marco Rubio နဲ့စာကြီးဥစား Lavrov လား Russian foreign minister စာကြီး Lavrov နဲ့နောက်အပတ်ထဲမှာတွေ့လိမ့်မယ်။ တော့အဓိကအပြင် timeline ကတော့ပြင်ဒီလထဲမှာတွေ့လိမ့်မယ်ပေါ့ဗျာအလွန်လုံးအကျွန်းလုံးဒီလထဲမှာတွေ့တွေ့မယ်နော်သူက date တွေက fix မလုပ်ထားတယ်ခရီး situation က stay fluid ပေါ့နော် stay fluid ဆိုတာဆက်ပြီးဖြစ်ပြနေတဲ့အတွက်ကြောင့်ဆိုတော့နောက်ပတ်လည်းဖြစ်သွားနိုင်တယ်ဒါမှမဟုတ်ဒီလကုံလောက်လည်းဖြစ်သွားနိုင်တယ်နော်ဒီလကုံနောက်ဆုံးပတ်လောက်လည်းဖြစ်သွားနိုင်တယ်ဆိုတော့အဲ့ဒီနှစ်ယောက်အရင်တွေ့မယ် foreign minister နှစ်ယောက်အရင်တွေ့မယ်တွေ့ပြီးတဲ့အခါကျတော့မှဒီ top leader နှစ်ယောက်အဲ donald trump နဲ့ အပူတင်နေတာတွေ့မှာဖြစ်ပါတယ်။အဲဒါတော့ခမန်းကြီးအားဖြင့်တော့အစောဆုံးဒီလကုန်အမ်နောက်ကြဆုံးနောက်လာတွေမှာဖြစ်နိုင်တယ်လို့ယူဆပါတယ်။ဒီအတွက်ကြောင့် Ukraine နဲ့ Russia နဲ့စစ်ပွဲရလဲအလားအလာကောင်းတယ်လို့မြင်ပါတယ်နော်။ဆိုတော့ဒါဒုတိယတည်ငောင်းပေါ်ပြန်နော်။နောက်တစ်ခုကဘာရှိသေးလဲဆိုတော့အားလုံးသိကြပြီးတဲ့အတိုင်းဂါဇာမှာ peace ဟိုစာ agreement တစ်ခုရသွားတာဖြစ်ပါတယ်။ ဖြစ်ပါတယ်ဆိုတော့ဆိုပါစတိုင်းနဲ့ဥစားနဲ့ဟာမတ်စ်နဲ့ဥစားနဲ့အစ္စရေးနဲ့ဂျာမန်စီးစ်ဖိုင်ယာပေါ့နော်စီးစ်ဖိုင်ယာအဂရီမန့်တခုရလာပြီဆိုတော့ဒီကကောင်နေအော်စတြေးလျန်ပီးစ်ကီးပါတွေတောင်ပါဖို့လုပ်နေတယ်တွားဖို့စီစဉ်ထားတယ်အော်စတြေးလျကဘယ်လိုတွားမလဲဆိုတော့ဒီတစ်ခါမှဒီပီးစ်ကီးပင်းမစ်ရှင်မှာသူကဘာလဲဆိုတော့အင်ဒိုနီးရှားနဲ့တွဲပြီးတော့အဲဒီက troops ပေါ့ဗျာအယောက်2000စစ်တီ2000လောက်တိုက်ရုပ်ပုံလေလို့ပြောတယ် ဆိုတော့တကယ်ဒီပြည်မှာဘယ်လောက်ထိသွားမလဲဆိုတော့ကိုယ်လည်းအထူးချမသိဘူးဆိုတော့အင်ဒိုနီးရှားကဘယ်နှစ်ယောက်ပါမယ်ဩစတြေးလျကဘယ်နှစ်ယောက်ပါမယ်ဆိုတော့အဲဒါတွေကတိကျပေချာ တည်င်းမထွက်လာလေဘူးကျွန်တော်ပြောနေတာတွေတည်င်းနည်းနည်းရှေ့ဆော်ပြီးပြောနေတာတွေဖြစ်ပါတယ်เนาะဖြစ်လာဖြစ်လာနိုင်နေတာရှိတာတော့ဒီကကောင်းနေတော့သွားတော့မယ်ဆိုလို့ရှိရင်တော့အခြေအနေကောင်းနေပေါ့ဗျာเนาะဒါဆိုဒီဒီဒီကကောင်းနေရဘယ်လိုအဖြစ် safe တဲ့နေရာတွေမှာသွားကြတာပေါ့ဒီက Australian ADF ကတဲ့ International Stabilization Force ကိုကိုဦးစားဟိုအဲကာဇာကိုလှုပ်ဖို့လုပ်နေတယ်တဲ့เนาะဒီကဒီက Chief for Defense ပေါ့เนาะ Chief for Defense က Emerald David Johnston เนี่ย ဒေးဗစ်ဂျော့စတန်ကဦးစားကနေရီယာဘူဂျုတ်ပေါ့နော်ရေတပ်ဘူဂျုတ်ဒီက chief of defender ဒီကကာကွယ်ဦးစီးချုပ်ကနေရီယာဖြစ်နေတယ်လောလောဆယ်အဲ့ဒါဆိုလို့ရှိရင်သူက navy army air force အဲ့လို rotate လုပ်ပြီးတော့ chief of defense ဆိုသူတို့ကပြန်ပြီးတော့အလှည့်ကျသွားတာဖြစ်ပါတယ်ဒီမှာတော့ခုလောလောဆယ်တော့ Egypt နဲ့စကားပြောနေတယ်ဆိုတော့ Egypt ကလည်းဒီ peacekeeping နဲ့ပတ်သက်ပြီးတော့တကယ်ဝင်ဝင်ပါမဲ့တဘောရှိပါတယ်နော်ဆိုတော့ Israel နဲ့ ဟိုစားနဲ့လေအမတ်စနဲ့လေနည်းနည်းအချိန်လေးကောင်းတဲ့အနေအထားမှာရှိနေပါတယ်။ဆိုတော့အားလုံးထင်ရတယ်လို့တတိယကဘာစကြီးဖြစ်မယ်မဖြစ်ဘူးဆိုတာတော့အဲကျွန်တော်ရင်းအရင်ကပြောထားတယ်လို့ပါပဲ။အမ် world leader တွေကအလောက်ကြီး stupid မဖြစ်ပါဘူးနော်။အလောက်ကြီး stupid stupid မဖြစ်ပါဘူး။နံပါတ်1နံပါတ်2ကအခုအခုဒီလိုအချိန်ကအခုခေတ်ပေါ့နော်ဒီဒီလို era မှာစစ်တကယ်ဖြစ်လို့ရှိရင်နှစ်ဖက်စလုံးအရှုံးရှိပါတယ်။ နော်။ Israel မှာလည်းအများကြီးထိခိုက်နေတာသွားတာတွေအများကြီးရှိပါတယ်နော်။တစ်ဖက်စလုံးကိုကမိမိကဘာမှမဖြစ်ပဲနဲ့နော်။အကောင်းပဂရီခြံခဲ့ပြီးတစ်ဖက်မှာမိမိရန်သူကတော့ဖြင့်လုံးဝအုပ်တုံနော်။ခြေမုံခံလိုက်ရရဆိုရဲအဲဖြစ်စဉ်မျိုးကအင်မတန်ရှားပါတယ်။မရှိတလို့ရှားပါတယ်။ဆိုတော့အာ usually a sure destruction mode ya အဲ့ဒါကြောင့်ကဘာကြီးကအဲ့လောက်ကြီးမြန်မြန်ဆန်ဆန်နဲ့တတိယကဘာစီကြီးဖြစ်မယ်ဆိုတာမဖြစ်နိုင်ပါဘူးနော်။ ဖြစ်နိုင်ပါဘူးသို့တော်လည်းမဖြစ်နိုင်ဘူးလို့ဆိုပေမဲ့လို့အဖြစ်သွားခဲ့ပြီရှိတော့ဆိုရဲเนาะအကယ်မဖြစ်အောင်ဝိုင်းပြီးတော့အဟုတ်စားပါတော့เนาะအဲကာကွယ်ရမှာအားလုံးရဲ့အဟုတ်စားတာဝန်ဖြစ်ပါတယ်เนาะဒုတိယအချင်းရှိမှာဆိုရရရှိမှာခေါင်းဆောင်နေရှိမှာရှိတဲ့တာဝန်တွေဖြစ်ပါတယ်เนาะဆိုတော့အားလုံးကဒီနေ့အထိတော့အကောင်းနေပါတယ်အကောင်းတဲ့ဒီနေ့ကြီးပါပဲเนาะမကောင်းတဲ့ဒီနေ့ဆိုတာတော့ ဒေးလေးတွေပဲရှိပါတယ်ဆိုတော့အဲ့အတွက်ကြောင့်ကျွန်တော်ဘာမှပြပြမနေတော့ပါဘူးနော်ဆိုတော့နောက်ဆက်ကြည့်လိုက်ပါဗျာနော်အခု last show ဥစားဒီဘောချသွားပြီးရဲ့နောက်တစ်မျိုးကဘယ်မျိုးလဲဆိုတာအဲ့အဆင်မသာဘူးကောင်းတယ်ဘယ်နဲ့တွေ့ရခဲ့နေလဲနော်ဒီဘောချပြီးရင်ဒီဘောပြီးရင်ဘယ်ကိုတိုက်မလဲပေါ့နော်တက်တက်ကနော်သူ့မှာရွေးချယ်စရာလမ်းကြီးအများကြီးရှိနေတယ်သူလှုပ်ချင်တာလှုပ်လို့ရနေတဲ့အနေအထားမှရှိနေတယ်နော် ဘာလို့လဲလာရှိုးမှာလည်းထိန်းထားပြီးပြီနော်လာရှိုးနဲ့ဒီဘောနဲ့ကိုပြန်ခိုင်အောင်လုပ်မလားပေါ့အဲ့လမ်းကြောင်းဆိုအဲ့လမ်းကြောင်းကိုပဲခိုင်အောင်လုပ်ပြီးတော့တိန်းဒီကတော့ညှိပြီးတော့ရလိမ့်မယ်တဲ့နဲ့ဒီမြစ်ထဲမှာကံကောင်းလို့ရှိရင်တိန်းဒီကနောက်နှစ်ပတ်သုံးပတ်လောက်နေရလိမ့်မယ်တဲ့နဲ့အတွင်းမှာနော်ဒီနေ့ကစားပြီးတော့တိန်းဒီကိုကုခိုင်တို့နံပါတ်ကားတို့အဲ့ပဲလမ်းပြန်ဖွင့်မယ်တဲ့နဲ့နော်ဒါကတော့ကုန်ငွေရေးကိုအဓိကထားပြီးလုပ်မယ်ဆိုရင်ပေါ့နော်အဲအဲ့အဲ့ဒီ option တစ်ခုရှိတယ် ကုံတွေရေးကိုအဓိကမထားဘဲနဲ့ဟိုခြေမုံရေးပေါ့နော်ရန်သူကိုခြေမုံရေးကိုအဓိကထားမယ်ဆိုလို့ရှိရင်တော့ဒီအခုချိန်ကဒီမိုးကုတ်တို့မိုးမိတ်တို့နော်အဲနမ်စန်တဲဒီပါဝင်ချိန်ပြလိုက်လို့ရတယ်ချိန်မယ်ဆိုလို့ရှိရင်ပြောလို့မယ်ဆိုရင်အဲ့လိုရရှိတယ်နော်ဆိုတော့ BBC ကပြောတာကတော့ unconfirmed တဲ့အနေနဲ့ SSPP ကတော့တက်ဘက်ကနေဝင်တိုက်ပေးနေတယ်လို့သိရတယ်ပေါ့နော်ဝင်မတိုက်ပေးရင်တောင်မှအာအာမြေပြင်မှာ intelligence gathering or information ဟိုဇာတချို့လမ်းကြောင်းတွေဖွင့်ပေးတာလို့ပါလို့ဒါမျိုးတွေရှိရလို့သိရတယ်နော် SSPP ကတော့ဘလော့ဇာမှာဒါကိုအတိမပြုထားဘူးနော်အတိမပြုထားပါဘူးအဲ့လိုအနေထားလေးတွေရှိတယ်အများကြီးဖြစ်နိုင်ပါတယ်90%လောက်99%လောက်ဖြစ်နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ရှမ်းမြောက်မှာအဲ1027 operation တွေဖြစ်တော့ဒီတက်ကနေပြီးတော့နောက်ကိုတက်ပြီး retreat လုပ်ရအောင်ပြန်ပြီးဆုတ်ခွာရအောင်ဆုတ်ခွာတော့တက်ကဆုတ်မှုထားတဲ့အချို့တောင်ကုန်းတွေ အဲတချို့နေရာကောင်းတွေကိုအဲအခက်ဟာ SSPP ကိုအခက် SS SSPP ကဝယ်မိထိန်းထားတာဆိုတော့တက်တဲ့ SSPP နဲ့ကအာနားလည်မှုတစ်ခုရှိထားတဲ့တပုံမှာရှိပါတယ်เนาะ under table ပေါ့ဟိုလူလူမသိရှင်မကြနားလည်မှုတစ်ခုရှိတယ်လို့ထင်ပါရဲ့เนาะ RCSS နဲ့အစကလေးကပေါ်ပေါ်တင်တင်ပဲ relationship က build လုပ်ထားတာပါဆိုတော့ရှမ်းပြည်မှာ SSPP ရော RCSS ကိုဟိုဥစားတက်က ဟိုဟိုဆက်ဆက်ရေးကောင်းမယ်ဆိုလို့ရှိရင်ဒါပြီးပါပါပြီဒီကျန်တာကြီးတော့နေရာကျန်တာကြီးတော့တော့မရှိပါဘူးเนาะဟိုစာနေရာဘိုးအိုးနေရာစာရေးကအစာရေးကအများကြီးကောင်းပါတယ်เนาะဆိုတော့အဓိကအားတွေပါပဲပလောင်တစ်ခုတည်းပါပဲပလောင်တစ်ဖွဲ့တည်းပါပဲเนาะအနည်းငယ်လောက်ခံရတာခံရတာဆိုတော့သူတို့ရဲ့အဓိကအားဖြင့်သူတို့ရဲ့စိုးရိမ်မှုတွေပေါ့ဗျာသူတို့ရဲ့လူလာမှုတွေစိုးရိမ်မှုတွေဘာတွေရှိလဲဆိုတာတော့စစ်တပ်ကလည်းနားထောင်ပေးနိုင်ရင်တော့ကောင်းတာပေါ့เนาะ နှာထောင်ပေးနိုင်မယ်ကယ်ပြီးဖြည့်ဆည်းလို့ရတာဖြည့်ဆည်းပေးနိုင်မယ်ဆိုလို့ရှိရင်တော့မုတ်ကုတ်ကိုမတိုက်ပဲနဲ့ပြန်ရမယ်လို့ယူဆပါတယ်ခုတက်ကတကယ်ထိုးစစ်ဆင်လို့ရှိရင်ဒီကောင်လေးကခံစစ်တော့ကောင်းကောင်းမတိုက်တော့ဘူးနဲ့ထွက်ပြေးတာပဲဆိုတော့လွယ်လွယ်လေးနဲ့ရတာခုကမှကြောင်မဲပြီးတဲ့နောက်ပိုင်းမှာအကုန်လုံးလွယ်လွယ်လေးနောင်ချူပြီးတဲ့နောက်ပိုင်းမှာဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနောင်ချူနဲ့ကြောင်မဲနဲ့ပြီးတဲ့နောက်ပိုင်းမှာအကုန်လုံးကဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းလွယ်လွယ်လေးနဲ့ရတော့မှာ ဘာလို့လဲနောက်ပိုင်းနေရပူလွေတာတွေရှိပါတယ်ဘာလို့လဲ logistic line of communication establish ရဖြစ်နေပြီ logistic ကလည်းမှန်နေပြီဆိုလို့ရှိရင်စစ်ကတိုက်ရတာပူလွေသွားပါပြီနောက်ဒီစစ်ရန်နေရဆိုတာစရတာနေတယ် once in momentum ပေါ့ရတကယ်အရှိန်ဟုန်ရပါပြီလို့ရှင်စတိုက်စစ်ကြည့်ရတာလွဲတယ်အဲ့ဒီပုံမှာရှိ supply supply line ရ establish ဖြစ်သွားလို့ရှိရင်စတိုက်စတိုက်ပြန်ပြီးတော့လိုရတယ် ဘယ်ကူရဲ့အနေထားမှာရှိပါတယ်။နောက်နောက်တစ်ခုကမြန်မာ Air Force က MEF ကလည်းအရောင်းကိုအစွမ်းထက်နေပါပြီ။အဲ MEF က pilot တွေကအာဒီချမ်းမှာအတော်လုံးအောင်နေနေဖြစ်နေတဲ့ဘဝမှာရှိနေပါတယ်။နော်။ pilot တိုက်ခိုက်ရေးအတွေ့အကြုံကဒါပတ်စံနဲ့ပြီးဝယ်လို့မရပါဘူး။နော်။ဘာဘာ simulator နဲ့မှလည်းလေ့ကျင့်လို့မရပါဘူး။ simulator ကအခုအထောက်အကူရပါတယ်မရဘူးမဟုတ်ရပါတယ်။ဒါပေမဲ့ တကယ်တော့အဲတကယ်ဝင်ဝင်ဘောမင်းမစ်ရှင်ပေါ့ဗျာတွားမယ်ဆိုလို့ရှိရင်အလောကခံရတာအများကြီးခက်ပါတယ်ခက်တာတွေအများကြီးရှိပါတယ်နော်သူတို့ guide မစားရဲဆိုပါတော့အဲ့ဒါမျိုးကြီး club လေးနှစ်ယုံနဲ့လုပ်တာမဟုတ်ပါဘူးသူတို့တွေက conventional bonding နဲ့တကယ်တမ်းပြတ်မှတ်ကိုမြေပြင်ရပြတ်မှတ်ကိုမထီထီအောင်ပြင်နေရတဲ့ pilot တွေပါနော်ဆိုတော့ MES ကိုလည်းနည်းနည်းပွဲထုတ်တဲ့ပွဲလေးပါလေအဲရှိရင်ကောင်းကောင်းပါပဲလို့တွေးမိပါတယ်နော်ဒီ ဒီဒေါ်လာရေးကာလာမှာပေါ့နော်တစ်ခါကလုံးနေတဲ့ဒေါ်လာရေးကာလာမှာဒီမြန်မာ Air Force ကသာအခိုင်အမာမရှိနေခဲ့လို့ရှင်အဲမြန်မာပြည်ရဲ့အခြေအနေကတော်တော်လေးကိုတမျိုးတမျိုးဖြစ်သွားနိုင်ပါတယ်เนาะခြေရင်းနေခြေညံနေမတော်လို့မဟုတ်ဘူးเนาะခြေရင်းနေခြေညံနေကပွဲတိုင်းမှာတော်တယ်ပွဲတိုင်းမှာအသက်ကိုဥစားအများကြီးကိုရိုးစွန်ပြီးတော့တိုက်ခိုက်ရတဲ့အနေအထားမှာရှိပါတယ်သို့တော်လည်းဒီစစ်ပွဲတစ်ခုရဲ့အဲကိုဥစား အောင်မြင်မှုရှုံးနိမ့်မှုပေါ့ဟိုအဖြေပေးမှာအဖြေပေးသွားတာတော့ကျွန်တော်အမြင်မှာတော့ NAF ကနေအဖြေပေးသွားတယ်လို့အဲယူဆပါတယ်เนาะဒါပေမဲ့မြန်မာ Air Force ကိုလည်းနည်းနည်းဟိုစားရုပ်ပြရမှာဖြစ်ပါတယ်ဆိုရင်မှာလောလောဆယ်ဟိုဟိုသူသားတွေပါကြီးပွဲတွေပါကြီးပြေးစရာရှိလို့ရှိရင်လည်းအဲရေရောပဲပြေးလိုက်ပါလို့เนาะအဲဟိုတက်ကလူကြီးတွေကိုဒီကနေပြီးတော့ request လုပ်ရပါတယ်ခင်ဗျာเนาะ ဒီဘက်ကတော့ဒီလောက်ပါပဲเนาะမြန်မာပြည်ကတော့ပြင်ဟိုစာနိုင်ငံတစ်ခုပဲရောက်နေပြီဒီနေ့ကတော့ politics ဆိုတော့တိတ်မပြောတော့ပါဘူးเนาะနိုင်ငံရေးကိုတိတ်မပြောတော့ပါဘူးအဲကျွန်တော်၁၄ရက်နေ့ကပြောထားတဲ့အတိုင်းပဲတည်တခုအတွက်တက်လာတယ် UEC ကဒီလွတ်တော်ကိုယ်စားလှယ်အမှတ်လောင်းတွေကိုတရားစီစဉ်နေပါတယ်ဆိုပြီးတော့အဲ့ဒါတွေလုပ်နေတယ်ဆိုတာအဲ့ဒီတခုတည်တခုတော့တက်လာတာရှိတယ် BBC ကနေပြီးတော့ပဲเนาะ UEC UEC ကလောက်ကမလွယ်ဘူးတကယ်တမ်းကျတော့ဗမာပြည်ထဲမှာဝင်းကြီးက လူတွေကနိုင်ငံသားတွေလည်းအများကြီးပဲနောက်တစ်ခုကအဲ့ passport ဆိုလို့ရှိရင်နှုတ်သုံးအုပ်ကင်ထားတဲ့လူတွေလည်းအများကြီးပဲသူကကဆိုရကနိုင်ငံ1982ပါလေ citizenship law နဲ့ဥပဒေနဲ့နိုင်ငံသားဥစားဥပဒေနဲ့မညီညွတ်ဘူးပါညာသာပြောနေတာအဲ့ဘာမှမနှုတ်ကင်သုံးအုပ်ကင်နေအများကြီးပဲအများကြီးကအများကြီးပဲနော်နောက်ပြီးတော့တိုင်းရင်းသားနဲ့အစင်တန်တူတဲ့နိုင်ငံသားတွေလည်းအများကြီးပဲ များကြီးပဲဒီမှတ်ပုံတင်လို့ပါလို့သူပတ်စံပေးပြီးဝယ်ထားလားမသိဘူးအဲ့ဒါမျိုးတွေလည်းအများကြီးမှအများကြီးပဲဆိုတော့ဒီလူတွေကကိုယ်တိုင်းပြည်ရဲ့နိုင်ငံရေးမှာထဲထဲဝင်ဝင်ဝင်ပါမယ်တနည်းကြားလို့ရှိရင်တိုင်းပြည်ခေါင်းဆောင်တွေလို့တက်လို့မယ်ဆိုလို့ရှိရင်တော့ဘာဖြစ်မလဲတော့မသိဘူးပါဗျာဒါကိုယ့်အကိုတွေးကြည့်ကြပေါ့ဒါပါပဲเนาะဆိုတော့ UEC ကတော့သူလို့တင်းနေတာကိုသူသက်ဆိုင်ရာဌာနတွေနဲ့တော့သူချိတ်ဆက်ပြီးလုပ်နေတာပဲအဲသူဘလောက်ဆွမ်းထက်လဲ သူ့ကိုလုံးပိုင်ကဘယ်လောက်ပေးထားလဲအဲ့ဒါတော့မသိဘူးပေါ့လေเนาะဆိုတော့ဒါမဲ့ရှေ့နှစ်ပတ်အတွင်းမှာ disqualify ဖြစ်တယ်เนาะဟိုအရေးချင်းနဲ့မပြည့်မီတဲ့เนาะတတ်မှတ်ထားတဲ့အရေးချင်းနဲ့မပြည့်မီတဲ့ဥပဒေနဲ့ညှိစွန်းနေတဲ့အဲဟိုဘုရားရေကောက်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့အမှတ်လောင်းနေပြုတ်မဲ့သဘောမှာရှိပါတယ်เนาะဆိုတော့ stage 2 mode เนาะ ဆိုတော့အဲ့ဒီဘောအနေထားလေးမှာရှိပါတယ်เนาะဆိုတော့ပါတီကြီးတွေကကိုကျတချို့ကြတော့သူတို့ပြောပြောနေတာရှိတယ်ဗျအိမ်ပြေးအိမ်ပြေးဆိုတာအိမ်ပြေးဆိုတာကတော့အမတ်လောင်းကရှားတာရှားဖို့ဆိုတာမလွယ်တော့ဘူးတကယ်တော့နောက်အဲ့ဒါကိုအိမ်ပြေးအနေနဲ့ထည့်သွင်းလိုက်တဲ့ဟာတွေပေါ့เนาะဆိုတော့အိမ်အိမ်ပြေးအိမ်ပြေးတွေကဒုက္ခပေးတာမနိုင်ကြဘူးပါတီတွေရဲ့အချက်တွေတွေဟာအဲ့ပေါ့အမတ်လောင်းမရှိတော့အိမ်ပြေးအနေနဲ့လိုရတာရှိတယ် ဆိုတေချာစီစစ်ပြီးတော့ပြီးလိုက်တာကြီးလည်းမဟုတ်ဘူးတချို့ကြီးကြတော့နော်အဲတချို့ကြတော့လည်းအဲတေချာစီစစ်ဖို့အချိန်ရအောင်မရပါဘူးဗျာနော်အဲအဲ့ဒီအတွက်ကြောင့်အဲ့လိုတွေဖြစ်ပြီးတော့ကိုယ်ဆိုရင်ကပါတီတစ်ခုလုံးအထီးထိုင်သွားမှာဆိုရင်တော့ဒါပါပဲနော်အဲ့လိုပါဆိုတော့ဒီထားရအချက်ကလေးအများကြီးရှိပါတယ်ဟုတ်တယ်ပြုတ်ချက်အိမ်ဖြည့်ရတော့ပြုတ်တယ်ဟုတ်တယ်အဲ့အိမ်ဖြည့်ရကဘယ်သူတွေမှမသိဘူး ဘယ်ရက်ကတည်းကဘယ်သူတွေမှမသိဘယ်သူသားသမီးတွေမှမသိသူတို့ရဲ့မျိုးရိုးစင်းမြေလိုက်လို့ရလားမရလားမသိဘာတွေမှမသိနောက်ပြီးတော့ CDM နေလား CDM မဟုတ်ဘူးလားနိုင်ငံရေးဘာညာလုပ်ထားတဲ့လူတွေလားဘာကြီးလဲမသိဘူးမျိုးစုံရှိတယ်နော်ဆိုတော့နိုင်ငံရေးသမားရှားနေတဲ့ဘုံမှာရှိတယ်မြန်မာပြည်မှာနော်အဲ့ဒါကြောင့်နော်ဟိုစလုံးကြပါလို့တိုက်တွန်းအပ်ပါတယ်နော်လုံးကြပါကိုကကိုက ဟိုစားအရေးချင်းပြည့်နေတယ်သူတို့လိုအပ်တဲ့အချက်လက်တွေနဲ့ပြည့်စုံနေဆိုလို့ရှိရင်တော့အလုပ်စီချင်ပါရဲ့မိသူမဆိုမိသည့်အသက်အရွယ်မဆိုနော်အသက်အရွယ်25နှစ်ကျော်ရင်လုပ်လို့ရတယ်ဆိုဥကီတာပဲလေဗျာ25နှစ်ကျော်မယ်အပုံနေရှိမယ်နော်ဟိုဟိုဘူစာဟိုပြစ်မှုမရှိဘူးနော်ပြစ်ဒဏ်မရှိဘူး criminal records မရှိဘူးနော်အဲ့ဝင်းသားလေးတော့ကရှာလို့ဖြားတာမဖြစ်ပါဘူးအဲ့လောက်ကြပါနော်ဒီစီးသေးစီးစီးပါဟုတ်တယ်မလား လောက်ကြတိုင်းပြည်ကလူရှိနေတယ်တင်းအောင်နော်တိုင်းပြည်ကလူရှိနေတယ်လောက်ကြပါပါတီဟိုဆိုဖက်သိမ်းကားမှာစိုးရိမ်လို့ပါနော်ကဲဒီဘက်ကဒီလောက်ပါပဲနော်ကျွန်တော်အနေနဲ့ဟုတ်တယ်လီပီယာကသူကနာမည်လေးထွက်เสียမလို့ဘူးလေနောက်ကနေပြီး silent တဘောမျိုးပေါ့နော်အဲ့ဒီ culture လည်းအမှန်တော့သိကောင်းတာတော့မဟုတ်ဘူးအဲ့ဒါကိုဒီနေ့ကြားလို့ရှင်ဒီ၅နှစ်တက်တမ်းမှာဒီပီယာကို ဒီလိုပဲသွားမယ်ပြီးတော့နောက်၅နှစ်ကြာရင် DPR ကိုလည်း regulate regulate လုပ်တော့မှာအခုဟာနာမည်လေးပေးထားလိုက်ရုံပဲ register ကိုပါတီပေါ်မှာမူတည်တာပေါ့ဗျာပါတီကဘာလို့ထည့်ပေးမလဲဆိုတာပုံမှန်မူတည်တာပေါ့အမှန်တော့ဒီမိုကရေစီရဲ့သဘောတဘာဝတွေအကုန်လုံးက FPTP ပါပဲ FPTP ကအကောင်းဆုံးပါပဲနော်သူက PR လုပ်လို့မရဘူးမဟုတ်ရတယ်သို့တော့မီဒီယာမှာပြည်သူလူထုနဲ့တကယ်ဝင်ဝင်တော့ထိတွေ့ဘူးတဲ့လူဖြစ်ရမယ်ဗျာနော်မဟုတ်ပဲနာမည်လေးပေးလိုက်ရုံနဲ့ ဆိုရင်တော့တိတ်မမိုက်ဘူးပဲဗျာဒါပါပဲမမိုက်ဘူးပေါ့နော်သူက PR ဖြစ်ဖြစ် FPTB ဖြစ်ဖြစ်ပါနော်မြေပြင်မှာဒီလူလူတော့အနည်းဆုံးဒီလူတွေကအနည်းဆုံး introduce လုပ်ထားပြီးသားဖြစ်ရမယ်နော်အဲ့လိုလေသွားသွားတော့မှဒီမိုကရေစီကနည်းနည်းဆန်တာပေါ့မဟုတ်လို့ရှိရင်နာမည်လေးပေးလိုက်ရုံနဲ့နော်နာမည်လေးပေးနာမည်လေးပေးလိုက်ရုံနဲ့ဟိုစားဒီနေ့ကျရင်ပါလီမန်ထဲရောက်သွားမယ်ဆိုလို့ရှိရင်တော့ တိမမရဘူးကွာဒါပါပဲအဲ့လောက်ပဲပြောချင်ပါတယ်နော်အဲ့ကိုအတိအမိတ်ဆွေတွေကလည်းအဲ့လိုပဲနာမည်လေးပေးပြီးလုပ်နေတဲ့လူတွေရှိတယ်ဆိုတော့သူတို့ထိခိုက်သွားမှဆိုလို့ဆိုတော့ဒီတစ်ခေါက်တော့ regulate လုပ်မယ်မထင်ဘူး UEC ကနောက်လာမဲ့၅နှစ်ပြီးရင်လာမဲ့เนาะ2030မှာလာမဲ့အဲရွေးကောက်ပွဲမှာတော့ဒီ PR ကိစ္စကို regulate လုပ်လိမ့်မယ်လို့ထင်တယ်เนาะ PR ကိစ္စကို regulate လုပ်လိမ့်မယ်လို့ထင်တယ်เนาะဒီလောက်ပါပဲကဲကျွန်တော်အနေနဲ့ တော့လည်းလုံးဆရာရှိသေးလို့ဒီဘက်ကတော့ဒီလောက်ပါပဲအခေအချိန်ရသေးရင်နောက်ပြန်ကြရင်တက်ထွေးပါမယ်နော်ဒီလောက်ပါကျေးဇူးပါအားလုံးကိုစင်စစ်မပြတ်အမ်ဟိုစာအပိနေလို့ကျေးဇူးအထူးတင်ပါတယ်နော်နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာ နောက်စီစဉ်မှာပြန်တွေ့ကြမယ်နော်